လော်ရီဒါပြည်နယ်ကကျောင်းသားတအူးဟာအတန်းပေါ်တအူးကိုဘယ်လိုထိခိုက်အောင်လုပ်ရမလဲဆိုတဲ့ညွန်ကြားချက်တွေကို ChatGPT ကနေမေးမြန်းခဲ့ပြီးတဲ့နောက်ဖန်ဆီးခံလိုက်ရပါတယ်။ဒီမေးခွန်းကြောင့်ကျောင်းရဲ့စောင့်ကြည့်စနစ်မှာအရေးပေါ်သတိပေးချက်တွေပေါ်လာခဲ့ပါတယ်။အဲ့ဒီကလေးကသူ့နောက်ပြောင်ပြီးတော့မေးခဲ့တာပါလို့ညင်းဆိုခဲ့ပေမဲ့တာဝန်ရှိသူတွေကသူ့ကိုဖန်ဆီးခဲ့ပါတယ်။ကျောင်းသားဟာကျောင်းကွန်ပျူတာနဲ့အတန်းထဲမှာတငယ်ချင်းကိုဘယ်လိုတက်ရမလဲလို့ ChatGPT ကိုမေးမြန်းခဲ့တာပါ။ ဒီမေးခွန်းကကတ်ဂယ်အမည်ရှိတဲ့ကုမ္ပဏီကပံ့ပိုးပေးထားတဲ့ကျောင်းရဲ့စောင့်ကြည့်ရေး software မှတစ်ဆင့်သတိပေးချက်ကိုချက်ချင်းပေးပို့ခဲ့ပါတယ်။ Orlando မြို့မြောက်ဘက်တနအီကန်အကွာကကျောင်းကိုရဲတွေကချက်ချင်းရောက်ရှိလာပြီးတော့အမည်မဖော်လိုတဲ့အဆိုပါစေကျော်သက်ကျောင်းသားကိုစစ်ဆေးမေးမြန်းခဲ့တာပါ။အရာရှိတွေရဲ့ပြောကြားချက်အရာကတော့အဲဒီကလေးကတငယ်ချင်းတစ်ယောက်ကသူ့ကိုစိတ်အနှောက်အယှက်ဖြစ်အောင်လုပ်ခဲ့တာကြောင့်စနောက်ခဲ့တာပါလို့ပြောပါတယ်။ ဒါပေမဲ့ចောင်းតាវិនရှိသူတွေနဲ့ဥပဒေစိုးမိုးရေးအရာရှိတွေကတော့ဒီဖြစ်စဉ်ကိုလေးလေးနက်နက်ကင်တွယ်ဖြေရှင်းဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ចောင်းသားကိုဖမ်းဆီးခဲ့ပြီးတဲ့နောက်လူငယ်ထိန်းသိမ်းစခန်းကိုပို့ဆောင်ခဲ့ပြီးတော့တိကျတဲ့စွဲချက်တွေကိုတော့ထုတ်ဖော်ပြောကြားခြင်းမရှိသေးပါဘူး။ဒီဖြစ်စဉ်ကကက်ကဲလိုမျိုးစောင့်ကြည့်ရေးဆော့ဖ်ဝဲတွေရဲ့အခန်းကဏ္ဍကိုမိမောင်းထိုးပြနေပါတယ်။အဲဒီဆော့ဖ်ဝဲတွေဟာ အမေရိကန်ဂျဝန်ကအကြောင်းတွေမှာကိုကိုကိုတက်တည်ခြင်းအကြမ်းဖက်မှုအနိုင်ကျင့်မှုနဲ့အခြားစိုးရင်စရာအပြုအမူတွေကိုစောင့်ကြည့်တရီပေးတဲ့ဝန်ဆောင်မှုတွေကိုပံ့ပိုးပေးနေတာဖြစ်ပါတယ်။သူ့ရဲ့စနစ်ကတော့ browser လုံဆောင်ချက်တွေနဲ့ ChatGPT, Google, Gemini အပါအဝင် AI ခရီးရာတွေနဲ့အပြန်အလှန်တုံ့ပြန်မှုတွေကိုစောင့်ကြည့်ပေးပြီးတော့ကျောင်းတွေမှာဖြစ်လာနိုင်တဲ့ချင်းချောက်မှုတွေကိုစောစောစီစီတွေ့ရှိနိုင်အောင်ကူညီပေးတာပဲဖြစ်ပါတယ်ခင်ဗျာ။